Minglowa, nie? Revelu Burma News Channel ကနေပြီးတော့ဇန်နဝါရီလ28ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့မှာအစင်းဆက်ပြီးတော့လူငယ်တအုပ်ကိုစစ်မှုထမ်းရန်ဆိုပြီးပေါ်တာဆွဲဖမ်းဆီးပြီးတော့ငွေကျပ်330ငွေညစ်ခဲ့တဲ့ရွှေဘုံမြို့နယ်ရဲမှုတန်းစုံနဲ့ထွေအုပ်စရိတ်နှစ်ဦးအပါအဝင်စုစုပေါင်း3ဦးကိုစစ်တပ်ကပြန်လည်ဖမ်းဆီးအရေးယူလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ24ရက်နေ့ည9:00နာရီအချိန်မှာရွှေဘုံမြို့နယ်အုပ်ချုပ်ရဲမှုကြော်နိုင်မြို့နယ်ရဲမှုတန်း န်းစော်တို့ဥဆောင်တဲ့အဲစင်းစစ်ဆေးရေးအဖွဲ့ကရွှေဘုံမြို့အမှတ်၄ရပ်ကွက်အတွင်းမှာအဲစင်းလိုက်လံစစ်ဆေးခဲ့တယ်လို့သိရပါတယ်စစ်ဆေးတဲ့အချိန်မှာမောင်ကျော်မင်းခန့်အသက်24နဲ့အဖဦးကိုကိုလေးကြောင်းမြင့်ကြေးရွာမှာနေထိုင်နေအဲစင်းတိုင်ကြားချက်မရှိဘဲနဲ့နေထိုင်နေတဲ့အတွာပြည်သူ့စစ်မှုထမ်းစည်ရင်းနယ်ကိုတွင်းမယ်ဆိုပြီးတော့မြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးရုံးကိုခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်အဲဒီနောက်မှာတော့မောင်ကျော်မင်းခန့်ရဲ့မိဘများထံကိုခရိုင်ထွေထွေအုပ်ချုပ်ရေးမှူးရုံးကအငယ်တန်းစည်ရင်သူရိတ်ညွန့်ကငွေကျပ်330ပေးပါက မောင်ကျော်မင်းခန့်အစားတခြားသူတဦးကိုလူစားထိုးလဲလှယ်ပေးမယ်လို့ဆက်သွယ်ပြောဆိုလာခဲ့တဲ့အတော့ဇန်နဝါရီလ25ရက်နေ့မွန်လွယ်3နာရီကမှမောင်ကျော်မင်းခန့်ရဲ့ဖခင်ဖြစ်သူဥက္ကုတ်ကို400တွားရောက်ပြီးတော့ပေးဆောင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီငွေကျပ်330ကိုရွှေဘုံမြို့နယ်ရဲတပ်ဖွဲ့မှရဲမှူးတန်းစော်က25သိန်းမြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးရုံးကအကြီးတန်းစရေးကြော်ခိုင်လက်က25သိန်းခရိုင်ထွေထွေအုပ်ချုပ်ရေးမှူးရုံးကအငယ်တန်းစရေးသူရိတ်ညော့က330 မောင်ကျော်မင်းခန့်အစားလူသွားထုတ်လဲလဲမယ်ရွှေဝုံမြို့အမှတ်၃ရပ်ကွာမှာနေထိုင်တဲ့တန်းဆိုးထိုက်က၃၅စသဖြင့်အတီးသေးခွဲဝေယူခဲ့ကြတယ်လို့သိရပါတယ်ရွှေဘုံမြို့နယ်ရဲတပ်ဖွဲ့မှုရဲမှုတန်းစော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုရုံးကအကြီးတန်းဆေးရီကြော်ခိုင်လက်နဲ့ခရိုင်ထွေထွေအုပ်ချုပ်ရေးမှုရုံးကအငယ်တန်းဆေးရီသူရိညွတ်တို့ကိုစစ်တပ်ကပြန်လည်ဖမ်းဆီးလိုက်ပြီးတော့ငွေကျပ်330ကိုလည်းမောင်ကျော်မင်းခန့်ရဲ့မိဘများထံကိုပြန်လည်အပ်နိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စကန်းသိန်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်ထိဆက်လျက်ရှိတဲ့ဘကူးတိုင်းမှာရှိတဲ့မိုးထီတောင်စကန်း AOD တိုင်းမှာရှိတဲ့ point 263စကန်းနဲ့ point 369စကန်းတို့ကို AA ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့ရခိုင်မကွေးအဆက်မှာရှိတဲ့စစ်တပ်စစ်ကြောင်းများကိုလည်းချိန်မုံတိုက်ခိုက်နေတယ်လို့ AA ကမနေ့ကညပိုင်းကထုတ်ပြန်လာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အေကရခိုင်ရိုးမှာတောင်တန်းတစ်လျှောက်မှာရှိတယ်အကြမ်းဖက်စစ်ကောင်စီရဲ့လက်ကျန်စခန်းများကိုတစ်ခုပြီးတစ်ခုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာဘကိုးတိုင်းဘက်ကတံပြန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတဲ့အတော့ကြောင့်ဘကိုးတိုင်းရခိုင်အဆက်နေရာများနဲ့ရခိုင်ရိုးမှာတောင်တန်းတွေပေါ်မှာတိုက်ပွဲများနေတိုင်းဖြစ်ပွားလျက်ရှိတယ်လို့သိရပါတယ်ဇန်နဝါရီလ22ရက်နေ့မနက်6:00ခွဲအချိန်ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်နဲ့အဆက်ဘကိုးတိုင်းပဒေါင်းမြို့နယ်အတွင်း ရခိုင်ရိုးမှတောင်တန်းမှာရှိတဲ့စစ်ကောင်စီရဲ့မိုးထီတောင်စခန်းကိုစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတော့ဇန်နဝါရီလ26ရက်နေ့မနက်7:10မိနစ်မှာအပိသက်သိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီရဲ့စစ်တုံးဆောင်ပစ္စည်းများလက်နက်ခဲယမ်းများနဲ့အလောင်းတချို့ကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်အလားတူပဲဇန်နဝါရီလ26ရက်နေ့မိုးလွယ်2:28မိနစ်အချိန် ARD ရခိုင်အဆက်တော့မဟုတ် ARD တိုင်းအတွင်းမှာရှိတဲ့ point 163စခန်းကို AA ကသိမ့်ပိုင်နိုင်ခဲ့ပြီးတော့အဲ့ဒီစခန်းကိုဇန်နဝါရီလ28ရက်နေ့မွန်းလွဲ7:38မိနစ်အချိန်လေကြောင်းလက်နက်ကြီးပစ်ကူများနဲ့ထိုးစစ်ဆင်တိုက်ခတ်လျက်ရှိတဲ့အတွက်ကြောင့်တိုက်ပွဲများပြင်းထန်လျက်ရှိတယ်လို့သိရပါတယ်။အလားတူပဲဇန်နဝါရီလ21ရက်နေ့ညနေ9:50မိနစ်အချိန် မှာ ARD ရခိုင်အဆက်တော့မဟုတ် ARD တိုင်းအတွင်းမှာရှိတဲ့ point 369စခန်းကိုလည်း AA ကတိုက်ခတ်သိမ့်ပိုင်ရရှိခဲ့တယ်လို့သိရပါတယ်။ဇန်နဝါရီလ28ရက်နေ့မှာရခိုင်ပြည်နယ်နဲ့မကွေးတိုင်းအ ဆက်မဖဲမြို့နယ်ဂေါစီယိုကျေးရွာအနီးအမ်ဘရန်ကားလမ်းမှာစစ်ကောင်စီရဲ့တမခ69လက်အောက်ခံခမရ၄တကို14တပ်ရင်တို့ပူးပေါင်းစစ်ကြောင်းနဲ့အေအေတို့ကြားမှာနာယီဝက်ခတ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အေးရဲ့တံပြန်ခုခံစစ်ကိုမရှင်းနိုင်တဲ့စစ်ကောင်စီတပ်များကဂေါစီယိုကြီးရွာဘက်ကိုပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့သိရပါတယ်။ဆုတ်ခွာထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်များကိုလိုက်လံရှင်းလင်းတိုက်ခတ်ခဲ့ရာစစ်သားအလောင်းများနဲ့လက်နက်ခဲယမ်းတချို့ကိုလည်းထပ်မံတင်စီရရှိခဲ့တယ်လို့သိရပါတယ်။ ေကသိမ့်ပိုက်ရန်ကြာရှိနေတဲ့စစ်တွေမျိုးအနီးပတ်ဝန်းကျင်မှာလဲနှစ်ဖက်အပြန်အလှန်လက်နက်ကြီးများစနိုက်ပါများဒရုန်းများနဲ့ပစ်ခတ်တိုက်ခတ်မှုများဟာနေ့စဉ်ဖြစ်ပွားလျက်ရှိကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကအမျိုးသမီးစစ်မှုထမ်းအပတ်စဉ်တက်ကိုဖွင့်လျက်ရန်အတွက်စစ်မှုထမ်းဥပဒေအရအကျုံးဝင်တဲ့အမျိုးသမီးများစည်ရင်းကိုလိုက်လံကောက်ယူရန်အတွက်စစ်ကောင်စီရဲ့စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့ဗဟိုကညွန်ကြားချက်ထုတ်ပြန်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ၁ရက်နေ့ကစတင်ပြီးတော့အခုလိုမျိုးနိုင်ငံတော်ဝန်မှရှိတဲ့စစ်မှုထမ်းရန်အကျုံးဝင်တဲ့အမျိုးသမီးများစည်ရင်းကိုကောက်ယူရန် စစ်ကောင်စီရဲ့စစ်မှုထမ်းစင်ခေါ်ရေးဗဟိုအဖွဲ့ကညွန်ကြားလိုက်ခြင်းဖြစ်ပြီးတော့အမျိုးသမီးစစ်မှုထမ်းအပတ်စဉ်တက်ကိုမကြမီမှာဖွင့်လှစ်သွားရန်ရှိတယ်လို့သိရပါတယ်လက်တလောခေါ်ယူမဲ့အမျိုးသမီးစစ်မှုထမ်းအပတ်စဉ်တက်အတွာအသက်25နှစ်ကနေအသက်28နှစ်ပြည့်ကနေအမျိုးသမီးများကိုပထမဦးစားပေးခေါ်ယူသွားမှာဖြစ်ပြီးတော့စစ်မှုထမ်းဥပဒေပါအသက်အရွယ်မှာရှိနေတော်လဲအိမ်အောင်တဲ့အမျိုးသမီးများ အိမ်တော်ပြတ်တော့လဲတာသမီရှိတဲ့အမျိုးသမီးများကိုတော့ကင်းလွတ်ခွင့်ရမှာဖြစ်တယ်လို့သိရပါတယ်။အခုတော့ဖေဖော်ဝါရီလထဲမှာအမျိုးသမီးစစ်မှုထမ်းအပတ်စဉ်တက်ကိုစတင်မယ်လို့သိထားပေမယ့်တရားဝင်တော်ညွှန်ကြားချက်မထွေသေးပါဘူး။2024ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့မတိုင်မီအသက်18နှစ်ကနေအသက်28နှစ်အတွင်းရှိတဲ့အမျိုးသမီးတွေစရင်ကိုတော့စတင်ပြီးတော့ပြုစုခိုင်းနေပါတယ်။အမျိုးသမီးစစ်မှုထမ်းကတော့ ်ခေါ်ဖို့ကတော့တေချာတလောက်ရှိနေပြီလို့သိထားတယ်လို့နေပြည်တော်တပ်တွင်းသတင်းအရေးမြစ်ကပြောပြထားပါတယ်လက်ရှိရန်ကုန်တိုင်းအတွင်းမှာလည်းစစ်မှုထမ်းရန်အကျုံးဝင်တဲ့အမျိုးသမီးများစရင်ကိုအ мян ကောက်ခံခိုင်းနေတယ်လို့သိရပါဗျ။ရန်ကုန်ကမြို့နယ်ရက်ွက်တွေမှာအမျိုးသမီးစစ်မှုထမ်းစရင်တွေကိုအမျိုးသားစစ်မှုထမ်းစရင်တွေကိုကောက်ခိုင်းနေပြီ။အမျိုးသမီးကတော့အသက်28နှစ်ပြည့်ကနေနေ ဦးစားပေးပြီးတော့စီးရင်တင်ခိုင်းနေတယ်လို့ရန်ကုန်တိုက်ထွေအုပ်သတင်းရင်းမြစ်ကရှင်းပြထားပါဗျ။ဇန်နဝါရီလ23ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီရဲ့ကာကွယ်ဝင်ကြီးဌာနကပြည်သူ့စစ်မှုထမ်းနေဥပဒေကိုထုတ်ပြန်ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပြီးတော့အဲ့ဒီဥပဒေအရစစ်မှုထမ်းရမယ့်အမျိုးသမီးများအမျိုးသားများပြည်ပထွက်ခွာခွင့်ပိတ်ပင်ခြင်းအပါအဝင်အသေးစိတ်အချက်အလက်များကိုပြဋ္ဌာန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့ဒေါ်ပုံမြို့နယ်ဝါဆိုရက်ကွက်နဲ့အောင်ချမ်းသာရက်ကွက်ကလူငယ်အယောက်60ကိုအုပ်ချုပ်ရေးမှူးများကစစ်မှုထမ်းစစ်ခေါ်ဆောင်များပေးပို့ခဲ့ပြီးတော့အမျိုးသမီးစစ်မှုထမ်းစည်ရင်းများထဲမှာကိုဝင်ဆောင်တဲ့များရဲ့အမိစည်ရင်းများပါပါဝင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ28ရက်နေ့မှာဒေါ်ပုံမြို့နယ်ဝါဆိုရက်ကွက်အုပ်ချုပ်ရေးမှူးညီညီထွေးနဲ့အောင်ချမ်းသာရက်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်းပြီးတော့လူငယ်များကိုစစ်မှုထမ်းရန်စစ်ခေါ်ဆောင်များလိုက်လံပို့ဆောင်ခဲ့ပြီးတော့နှစ်ရက်ကွက်ပေါင်းရင် လူငယ်အယောက်60ဦးကို စိတ်ခေါ်စာများပေးပို့ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်အမျိုးသမီးစစ်ဦးတန်းစည်ရင်ထဲမှာကိုဝင်းဆောင်အမျိုးသမီးများပါပါဝင်နေတဲ့အတွက်ကြောင့်အုတ်ချုပ်ရေးမှုညီညီထွဲကိုတွားရောက်ပြီးတော့ပြောဆိုရမှာအထက်အမိတ်အရာလှုပ်ဆောင်ရခြင်းဖြစ်တယ်လို့ပြန်လည်ပြောဆိုလိုက်တယ်လို့သိရပါဗျ။ဒါအပြင်နေအိမ်တအိမ်ထဲကအမျိုးသမီး၃ဦးစလုံးနဲ့စစ်ဦးတန်းစည်ရင်ထဲမှာပါဝင်ခဲ့တဲ့အတွက်ကြောင့်အုတ်ချုပ်ရေးမှုကိုပြန်လည်ပြောဆိုခဲ့တော့လဲစစ်မှုမထမ်းရင်နေအိမ်နဲ့ဆိုင်ကမ်းများကိုတင်းစီမယ်ဆိုပြီးတော့ချိတ်ချောက်ပြောဆိုလိုက်တယ်လို့သိရပါဗျ။အဲ့ဒီစင့်ခေါ်စာပို့ခံရသူတွေနဲ့ စစ်မှုထမ်းအမြင့်ဆိုင်ပါဝင်သူများကိုဖေဖော်ဝါရီလ28ရက်နေ့မှာလာရောက်ခေါ်ဆောင်မှာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။စစ်ခေါ်စာပေးပို့ခံရသူများနဲ့စစ်မှုထမ်းအမြင့်ဆိုင်များမှာပါဝင်သူများကိုအုပ်ချုပ်ရေးမှူးများကစိတ်ကြိုက်လိုက်လံခေါ်ယူနေခြင်းဖြစ်ပြီးတော့၎င်းတို့ရဲ့တာသမီများနဲ့ဆွေမျိုးများကိုတော့စစ်မှုထမ်းဆိုင်ထဲမှာထည့်သွင်းခြင်းမရှိဘူးလို့သိရပါတယ်။တော်ပုံမျိုးနဲ့ဝါဆိုရက်ကွက်နဲ့အောင်ချမ်းသာရက်ကွက်ကအုတ်ချုပ်ရေးမှုတွေပေါင်းပြီးတော့လူငယ်တွေကိုစစ်မှုထမ်းဖို့အတွက်မတရားဖမ်းဆီးဆင့်ခေါ်စာတွေပို့နေပါတယ်။နှစ်ရက်ကွက်လုံးပေါင်းရင်အခုအပတ်စင်ပါတယ် လူငယ်ပေါင်းအယောက်60လောက်ရှိတယ်တအိမ်ထဲမှာတွေမိန်းကလေး3စလုံးပါတယ်အငယ်လေးကအခုမှ16နဲ့ပြည့်ခါစားចောင်းသူ၄ပါဆိုတာတော့မှမရဘူးတဲ့စစ်မှုမထမ်းရင်အကုန်လုံးအိမ်တွေရောဆိုင်တွေရောတိတ်မယ်ဆိုလို့မိပါတွေခမငိုယိုနေရပါတယ်တရက်ကွက်လုံးစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေပါတယ်သူတို့ရဲ့သားသမီးတွေကြတော့မထည့်ဘူးသူများသားသမီးတွေကိုလိုက်ပြီးဒုက္ခပေးနေတာပါလို့ပြောဆိုထားပါတယ်နှစ်လပိုင်း28ရက်နေ့မှာအဲ့ဒီနာမည်ပါတဲ့သူတွေစင့်ခေါ်စာပို့ခံရတဲ့သူတွေကိုလာခေါ်မယ်လို့သိရပါတယ် စစ်မှုထမ်းတဲ့နေရာမှာအမျိုးသမီးဗိုက်ကြီးတွေကအစပါနေလို့အုပ်ချုပ်ရေးမှုညီညီထွဲကိုတွားပြောတော့သူလောက်တာမဟုတ်ဘူးတဲ့အထက်ကလောက်တာအထက်အမင်းကဘာမှမတတ်နိုင်ဘူးဆိုပြီးတော့ပြန်ပြီးပြောလွှတ်လိုက်တယ်လို့ဒေသခံပြည်သူတို့ကတိုင်ကြားထားပါတယ်စစ်ကောင်စီရဲ့ပြတ်ထန်းထားတဲ့ပြည်သူစစ်မှုထမ်းဦးတွေအရာအသက်၁၈နှစ်ကနေအသက်၂၈နှစ်အတွင်းအမျိုးသမီးများစစ်မှုထမ်းရမှာဖြစ်တော့လေအိမ်တောင်တဲ့နဲ့ကလေးအမေများစစ်မှုထမ်းကင်းလွတ်ခွင့်ရရှိမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းတာယာဝတီမြို့နယ်30မြို့အနောက်လက်ပံခုံရက်ကွက်ရက်ကွက်အုပ်ချုပ်ရေးမှူးထွန်းထွန်းဝင်းကလူသားထိုးစစ်မှုထမ်းခိုင်းရန်အရက်လွန်ကျွန်တောက်ပြီးတော့အသေးရောဂါခံစားနေရတဲ့ကိုအောင်ကျော်စိုးကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့စစ်တပ်ထဲထည့်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2024ခုနှစ်ဒီဇင်ဘာလအတွင်းမှာတာယာဝတီမြို့နယ်30မြို့အနောက်လက်ပံခုံရက်ကွက်မှာစစ်မှုထမ်းရမယ်လူငယ်မိသားစုတစ်ခုထံကနေပြီးတော့ အုတ်ချုပ်ရေမှုထုံထုံဝင်းကငွေကျပ်380လက်ခံခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့လူစားထုတ်ရန်အတွက်အရက်လွန်ကျွန်တောက်ပြီးကျမရေမကောင်ဖြစ်နေတယ်။ကိုအောင်ကျော်စိုးကိုနေအိမ်ထဲထိဝင်ရောက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးပြီးစစ်ထဲထည့်လိုက်တယ်လို့သိရပါတယ်။ ကိုအောင်ကျော်စိုးဟာစစ်တပ်ထဲကိုဖမ်းဆီးခေါ်ဆောင်ခံရပြီးတဲ့နောက်အစားပုံမှန်မစားခြင်းကြောင့်အားပြက်ကစိုက်ခဲနောက်ကနေပြုတ်ကျပြီးတာယာဝတီစေယုံမှာခေါင်းခွဲဒဏ်ရာနဲ့ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။စေယုံကိုတက်ရောက်တဲ့နေရများမှာလဲကိုအောင်ကျော်စိုးဟာအရက်ကြောင့်စိတ်ဖောက်ပြန်ပြီးတော့စေယုံအတွင်းမှာအော်ဟစ်ကလက်ပတ်ပြီးတော့ပြေးခဲ့တယ်လို့သိရပါတယ်။လက်ပတ်ပြေးနေတယ်လို့သိရပါတယ်။ကိုအောင်ကျော်စိုးဟာစစ်မှုမထမ်းနိုင်တဲ့အခြေအနေဖြစ်တော့လဲစေယုံကဒဏ်ရာတက်တာလာပြီးတဲ့နောက် စစ်တပ်ထဲကိုပြန်လည်ပို့ဆောင်ပေးလိုက်တယ်လို့သိရပါဗါး30မြို့အနောက်လက်ပံကိုရက်ကွက်မှာနောက်ဆုံးအဖမ်းခံရတဲ့ကိုအောင်ကျော်စိုးစိုးသူကို2024ခုနှစ်ဒီဇင်ဘာလထဲမှာအိမ်ထဲအထိကိုဝင်းအဖမ်းဆီးပြီးတော့စစ်မှုထမ်းခိုင်းခဲ့ပါတယ်ကိုအောင်ကျော်စိုးဟာအရက်အလွန်ကျော်တောက်တဲ့သူတယောက်ဖြစ်တော့ကျမကြီးမကောင်းတာကိုစစ်တပ်ထဲဖမ်းပြီးတော့ထည့်လိုက်တာစစ်တင်နန်းကိုမပုတ်ခင်ရက်ပိုင်းကမိသားစုတွေကစားတောက်စရာတွေတွားပို့ပြီးလူချင်းတွေ့ဖို့အတွက်အဝင်ခိမ့်မှာစောင့်နေတော့သူ့ကိုလိုက်ပို့တဲ့ဆိုင်ကအနောက်ကနေပြုတ်ကြပြီးတာယာဝတီစေယုံမှာခေါင်းကွဲတိုင်ရရှစ်ချက်ချုပ်လိုက်ရပါတယ်စေယုံတက်တဲ့ရက်တွေမှာလဲ ဲကိုအောင်ကျော်စိုးကစိတ်ဖောက်ပြန်ပြီးတော့စီးတွေကိုလည်းအရက်ဆိုပြီးတော့တောက်တယ်စေးုံထဲမှာလည်းအော်ဟစ်ပြီးတော့လက်ပတ်ပြေးတာတွေကိုလုံနေတယ်သူ့အခြေအနေကစစ်မှုလုံးဝမထမ်းသင့်တဲ့အနေအထားပါဒါပေမဲ့ရက်ွက်အုပ်ချုပ်ရေးမှူးထွန်းထွန်းဝင်းကငွေကျပ်380ယူထားတော့လူစားထုံးမပေးပဲစစ်မှုထမ်းဖို့ထပ်ပို့လိုက်တယ်လို့သိရတယ်လို့ဒေသခံပြည်သူတို့ကတိုင်ကြားထားပါတယ်အုပ်ချုပ်ရေးမှူးထွန်းထွန်းဝင်းဟာလောင်ကစားသမားတဦးဖြစ်ပြီးတော့ရက်ွက်အတွင်းမှာဖိအားပေးပြီးတော့နီလန်မျိုးစုံနဲ့ငွေညစ်နေသူဖြစ်တယ်လို့သိရပါတယ်ဒါအပြင်2023ခုနှစ်မှာထွန်းထွန်းဝင်းနဲ့၎င်းရဲ့ဇနီးဖြစ်သူနန်းစီဒ န်ဝန်ထမ်းဟာ30မြို့ကနေလက်ပဒန်းမြို့ကိုအသွားမှာလမ်းမှာတာယာဝတီခရိုင် PDF ရဲ့ပြစ်ခတ်မှုကြောင့်လင်မယားနှစ်ဦးစလုံးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်မန္တလေးတိုင်းဝမ်းရွှဲမြို့နယ်ပန်းချိုင်ကျေးရွာမှာလူမမဲကလေးနှစ်ဦးရဲ့ဖခင်ကိုတမ်းမဲနိုင်ကိုစစ်တပ်တွေထည့်လိုက်ပြီးတော့ထောက်ပံ့ငွေကိုအကြမ်းဖက်စစ်တပ်ခန့်အုပ်ချုပ်ရေးမှုကြော်မြိုင်က ကိုကျော်အတွက်သုံးဆွဲလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2024ခုနှစ်ဩဂတ်စ်လ1ရက်နေ့ညပိုင်းမှာဝမ်ဝဲမြို့နယ်ပန်းချိုင်ကျေးရွာကကိုတမ်းမဲနိုင်ဟာအပြင်ထွက်တဲ့အချိန်မှာအကြမ်းဖက်စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးကြော်မြိုင်ကမောင်ရိပ်ခိုးတယ်ဆိုပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဖမ်းဆီးခိုင်းပြီးစစ်မှုထမ်းထဲမှာပါဝင်တယ်ဆိုပြီးတော့ စစ်တပ်ထဲကိုထည့်လိုက်တယ်လို့သိရပါတယ်ကိုတမ်းမဲနိုင်ဟာလူမမဲအွယ်ကလေးနှစ်ဦးရဲ့ဖခင်ဖြစ်တဲ့အတွက်ကြောင့်၎င်းရဲ့အမျိုးသမီးဖြစ်သူကစစ်မှုထမ်းစီရင်တဲ့ကနေပြီးတော့ပယ်ဖြတ်ပေးရန်အတနာခံစားတင်ပြီးနီလန်မျိုးစုံနဲ့စူးစမ်းခဲ့တော့လဲပြန်လွတ်ပေးခြင်းမရှိဘူးလို့သိရပါတယ်။ပန်းမြန်ရွာကပြည်သူများကကိုတမ်းမဲနိုင်ရဲ့ဇနီးဖြစ်သူနဲ့လူမမဲအွယ်ကလေးငယ်များအတွက်တအိမ်တောင်ကိုငွေကျပ်9000နှုန်းနဲ့ထောက်ပံ့ငွေကျပ်15သိန်းပေးခဲ့တော့လဲအုတ်ချုပ်ရေမှုကြောမြိုင်က17သိန်းဖြတ်ယူသွားပြီးတော့ငွေကျပ်4သိန်းကိုသာတွားရောက်ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ကိုတမ်းမ နေနိုင်ရဲ့ဇနီးကကြော်မြိုင်လာပေးတဲ့ပတ်စံ၄သိန်းကိုလက်ခံခြင်းမရှိပဲရွာသူရွာသားတွေကပြန်ပေးရန်ပြောဆိုခဲ့တော့လေကြော်မြိုင်ကပြန်ပေးခြင်းမရှိပဲနဲ့အဲ့ဒီ၄သိန်းကိုလည်းပုံဆွဲလိုက်တယ်လို့သိရပါတယ်ကိုတမ်းမင်းနိုင်ဟာစစ်မှုထမ်းရန်အတင်းအဓမ္မစုဆောင်းခံရပြီးတဲ့နောက်မှာလက်ရှိကျိုင်းတုံမြို့မှာတာဝန်ကျနေပြီးလက်တလောအချိန်အထိကိုအဆက်အသွယ်တွေပြတ်တောက်နေတယ်လို့သိရပါတယ်ဝန်ဝဲမြို့နယ်ပန်းကြိုင်ကျေးရွာအုပ်ချုပ်ရေးမှုကြော်မြိုင်ကလူမမယ်အရွယ်ကလေးနှစ်ဦးရဲ့ဖခင်ဖြစ်တဲ့ ကိုတမ်းမဲနိုင်ကိုမှောက်ရိတ်ခိုတယ်ဆိုပြီးတော့အတရတမဖမ်းဆီးပြီးစစ်တပ်ထဲကိုထည့်လိုက်တယ်။ကြံခဲ့တဲ့ဇနီးဖြစ်သူကအတနာခံစားနဲ့နီလန်းအမျိုးမျိုးနဲ့လိုက်ထုတ်ပေးမယ်မရပါဘူး။ကြေးရွာနေပြည်သူတွေကလည်းဇနီးတဲ့နဲ့ကလေးတွေအတွက်တိန်အောင်ကို9000ပေးပြီးစုစုပေါင်း15သိန်းထောက်ပံ့ပေးတာကိုအဲ့ဒီအုပ်ချုပ်ရေးမှုကဖျက်ဆားတယ်။မိသားစုဝင်တွေကို၄သိန်းပဲပေးတယ်။ကာယကံရှင်ရဲ့မိန်းမဆိုရင်၄သိန်းနဲ့ဆိုရင်မယူဘူး။ရွာသားတွေကိုပြန်ပေးခိုင်းတာ။ပြန်မပေးဘဲနဲ့အဲ့ဒီ၄သိန်းကိုလည်းတုံးလိုက်တယ်လို့သိရတယ်။ကိုတမ်းမဲနိုင်တဲ့ဟိုတယ်လောကအဆက်အသွယ်ရတယ်ကြားတယ်။ စစ်တပ်နန်းပြီးတော့ကျိုင်းတုံမှာတာဝန်ကျတယ်လို့ပြောတယ်။အဲ့ဒီနောက်မှာတော့ရှေ့တန်းသွားရမယ်လို့ပြောပြီးကလေးကဒီကနေ့အထိကိုအဆက်အသွယ်မရတော့ဘူး။သူ့မိန်းမလည်းအခုတော့ရွာမှာမရှိတော့ဘူးပြောင်းသွားပါပြီလို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ